မြန်မာထောပတ်သည်ကိုတရုတ်နိုင်ငံသို့အစိုးရချင်းတရားဝင်လက်မှတ်ရေးထိုးတင်ပို့နိုင်ဖို့စီစဉ်ဆောင်ရွက်နေပြီးအစိုးဆုံးအနေနဲ့လာမယ့်ထောပတ်သည်ထွက်ရှိတဲ့ရာသီဖြစ်တဲ့ဒီဇင်ဘာလအတွင်းတင်ပို့သွားဖို့အလားအလာရှိနေတယ်လို့မြန်မာနိုင်ငံထောပတ်သည်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကသိရပါတယ်။ တရုတ်ကိုမြမထောပတ်သည်တရားဝင်တင်ဖို့နိုင်ဖို့အတွက်2019ခုနှစ်ကလေးကဆောင်ရွက်ခဲ့တာဖြစ်ပြီးမဲခေါင်လန်ချန်အထူးရန်ပုံငွေ2022စီမံကိန်းအရတရုတ်နိုင်ငံကိုကြီးတူးကြီးစနစ်နဲ့တင်ဖို့နိုင်ဖို့စီစဉ်နေတာဖြစ်ပြီးတရုတ်နိုင်ငံအကောက်ခွန်ထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ GACC ရဲ့တတ်မှတ်ချက်တွေနဲ့အညီတရားဝင်စတင်တင်ဖို့နိုင်ဖို့စီစဉ်နေကြတာပါ လက်ရှိဆောင်ရွက်နေတဲ့အခြေအနေနဲ့ပတ်သက်လို့မြန်မာနိုင်ငံသောဘတ်သည်စိုက်ပျိုးထုတ်လုပ်တင်ဖို့ရောင်းချသူများအသင်းအထွေထွေအတွင်းရေးမှုဦးကျော်စိုးမင်းကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါထိဟုတ်ကဲ့တရားဝင်ရောင်းချခွင့်ကကျွန်တော်တို့ပဲစင်တိရောက်ပြီလို့ဘုံဝါကင်းချင်းတော့ထောက်ခံကြရအောင်ကျွန်တော်တို့ဟိုအခုဒီဘက်ကစိုက်ပျိုးရေးရယ်တရုတ်ဘက်ကစိုက်ပျိုးရေးရယ်ဆက်ဆက်နေပြီလေအဲ့ဒါပြီးသွားရင်ကျွန်တော်တို့ပရိုတိုကောဟို လက်မှတ်ထိုးရတဲ့အဆင့်ပေါ့အဲ့ဒါတော့နောက်ဆုံးအဆင့်ပေါ့လက်ရှိကတော့ဟိုတေယောကစိုက်ပျိုးရေးနဲ့ဟောဘီယက်စိုက်ပျိုးရေးနဲ့ပူပေါင်းပြီးမှဒီထုံးမှစရောက်တဲ့ပုံမွားတွေကိုသူတို့လေ့လာနေရပေါ့နော်လေ့လာပြီးမှကျွန်တော်လက်မှတ်ထိုးပြီးမှအဲပရိုတိုကောဆင့်ကိုသွားမှာပေါ့ မြမသောပတ်သည်ကိုတရုတ်နိုင်ငံသို့2026 2029သောပတ်သည်ရာသီမှာတရားဝင်တင်ဖို့နိုင်ဖို့စီစဉ်ဆောင်ရွက်နေတော်လဲတရုတ်နိုင်ငံရဲ့လိုအပ်ချက်အရအခုနှစ်ရာသီအစပိုင်းမှာတင်ဖို့သွားနိုင်မဲ့အခြေအနေမှာရှိနေတယ်လို့လဲဥကျော်စိုးမင်းကအခုလိုဆက်ပြောပြပါသည်ကျွန်တော်တို့ကတော့ဒီနှစ်တော့မမီဘူးပေါ့နောက်နှစ်ရာသီတော့စီချာဖို့မမီပါဘူးဒါပေမဲ့သူတို့ဘက်ကတအားလို့ကျွန်တော်အခုလက်ရှိတော့ဒီရာသီတော့ ်နောက်ဆုံးချိန်တော့မန်းတော့မန်းတာဆနလပိုင်းတော့မန်းတာရနိုင်တယ်ပေါ့ဒီ2025ဆနလပိုင်းတော့မန်းတာဆိုတရဝင်ပို့ဖို့ပေါ့အစိုးရကဲတို့တင်ဖို့နိုင်ဖို့ထောပတ်ခြံတွေနဲ့ထောပတ်သီးထုတ်ပိုးစက်ရုံတွေမှာပိုးမွားကင်းရှင်းအောင်ဆောင်ရွက်နေတဲ့အခြေအနေကိုတရုတ်နိုင်ငံဘက်ကတာဝန်ရှိသူတွေအနေနဲ့အော်တိုဘားလာအတွင်းမှာလူကိုယ်တိုင်သာမမဟုတ်အွန်လိုင်းကနေသဆင့်စစ်ဆေးသွားဖို့ရှိနေတယ်လို့ဆိုပါတယ် စစ်ဆေးပြီးအစဉ်ပြေပါကနယ်ဆက်လမ်းကြောင်းအပြင်တင်ပို့ရမယ့်ပမာဏများပြားပါကရန်ကုန်ကသစင်ပင်လယ်ရေချောင်းကလည်းတင်ပို့သွားမှာဖြစ်ပြီးတရုတ်နိုင်ငံကိုကြီးသူကြီးစနစ်နဲ့တရားဝင်တင်ပို့ခွင့်ရရှိပါကဖောပတ်သည့်ဈေးကွက်ပုံမှုဖွင့်ပြလာမယ်လို့လည်းသိရပါသည် မြန်မာနိုင်ငံမှာထောပတ်သီးကိုရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးမှာ အများဆုံးစိုက်ပျိုးနေပြီးထောပတ်သီးပေါ်ထိပ်ရာသီချိန်ကနှစ်စင်းနိုဝင်ဘာကနေဇန်နဝါရီလအတွင်းတင်ပို့လေရှိတယ်လို့သိရပါတယ်ရှင်။